မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော့ဧကတာနိဘက်တေကနိဘက်98ကုဒဝါနိစာဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ကုန်နေနေအောင်ကုန်တွေကြတဲ့ဖြစ်အရင်အမျက်ကိုအငြင်းမြမပေးလို့၍ကောက်ကျစ်တော်အတ္တိပန္ဒီတာကုန်တွေအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နယ်လူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေဒဝန်ကျောင်း၌တည်င်းသုံးတော်မူစဉ် တာဝတိမြို့ဝယ်ကောက်ကျစ်စင်းလဲသောကုန်းနေနှင့်ဖြောင်းမတ်သောကုန်းနေနှူးတို့သည်နေကြကုန်၏တနေ့တနိုင်သူကုန်းနေနှူးတို့သည်အမျက်အစွန်အညင်မျှခံစားရန်တိုင်မြင်ညီညွတ်ကဇနပုတ်တို့ကုန်းတွေသွား၏ပြန်လာကြကုန်၏ကောက်ကျစ်စင်းလဲသောကုန်းတယ်လေငါ၏အဖော်ဒီကဇနပုတ်မှာအစာတောက်စင်းရည်သည်ယခုအခါကောင်းသောဘောဇင်ကိုစားရသည်ဖြင့်အစာမကြေ၍တေလက်တဲ့ တဲ့လင်ငါများများရမည်ဟုကြံစီကရုတ်တရက်ဥစ္စာကိုမဝေချမ်းသေးပေ။နတ်ဖန်ခါဝေမည်၊တပတ်ခါဝေမည်ဟုပြောကမဝေလိုသေးသည်ဖြင့်ဟိုနေ့ဒီနေ့ရွှေဆန်၍နေလေ၏။ဖြောင့်မတ်တော်ကုန်တယ်လေ။မဝေလိုသေးသောကုန်တယ်စင်လေးကို နှိမ့်ဆက်ကအတင်းဝေးစေပြီးလျင်မြတ်စွာဘုရားတန်စိကက်လျက်အကြောင်းစုံကိုလျှောက်ထားလေ၏ထိုအခါမြတ်စွာဘုရားသည်တည်င်းတဲ့ဤကုံတဲ့ဆင်းလဲကယခုအခါ၌တာဆင်းလဲသောကုံတဲ့ဖြစ်သည်မဟုတ်ရှေးအခါကလည်းဖြစ်ပေါ်ပြီးယခုအခါ၌တာတင့်ကိုလှည့်စားလိုသည်မဟုတ်ရှိအခါ၌လည်းပညာရှိတို့ကိုလက်စားရန်အားထုတ်ခဲ့ပိုးပြီဟုမိတော်မူကအောက်ပါဒိဋ္ဌက်ကိုဆောင်တော်မူသည် ညလေးပြီးသောအခါဗာဒနတိပြည်ဝဲဗျမတက်မင်းမင်းပြုတည်ရှိတော်ထိုပြည်ဝဲပန္တိတမြေတော်ကုံတေနှင့်အတိပန္တိတမြေတော်ကုံတေနှဦးတို့သည် နေကြကုန်၏တနည်းတနိုင်ထိုကုံတေနှဦးတို့သည်ရရှိတော်မြတ်စွန်းကိုအငြိမ်းများခံစားရန်တိုင်မီညီညွတ်ကလင်းနာရဖြင့်ဗာဒနတိပြည်မှာဇနဘုတ်တို့တွား၍ရောင်းချပြီးသောအခါပြန်လာကြကုန်၏။ရသောအမျက်အစွန်ကိုဝေကြသောအခါ အတိပန္ဒိတမြေတော်ကုံတဲကငါနှစ်စုရထိုက်သည်ထိုအခါပန္ဒိတမြေတော်ကုံတဲကအဘဲကြောင့်နှစ်စုရထိုက်သည်နီငါကအတိပန္ဒိတဖြစ်၍နှစ်စုရထိုက်သည်တင့်မာကပန္ဒိတတာဖြစ်၍တစုတာရထိုက်သည်အဆွေတင်းနဲ့ငါအရင်နည်းလဲအညီမျှစိုက်ထုတ်ကြရသည်အလုတ်လဲအညီမျှပင်လုတ်ခဲ့ကြရသည်တို့ပါလေအဘဲကြောင့်နှက်စုရထိုက်သည်ဟုဆိုလေ၏ ပြီးတော့နှူးတာအငင်းဖြစ်ပေါ်လာတော့အတ္တိပန္နိတသည်ဥပေတကုရှိ၏ဟုကြံစီပြီးလျင်မိမိအဘကို ဖခင်တစ်ခေါင်းတစ်ခုမှဝင်၍နေပါ အကျွန်ုပ်တို့နှစ်ယောက်လာမေးသောအခါပန္တိတမှာတစုတာရထိုက်သည်အတ္တိပန္တိတကနှစ်ဆုရထိုက်သည်ဟုအဆုံးဖြတ်ပေးပါလောဟုမှားထားပြီးလျင် ပန္တိတထံသို့တွားလေ၏ရောက်လျင်ပန္တိတအား အဆွေငါနှစုရထိုက်တီကို၎င်းမရထိုက်တီကို၎င်းယုတ်ကဆုနှက်ကိုတွား၍မင်းမြီဟုပြောဆိုပြီးနှင့်မိမိစီစဉ်ထားသောတစ်ပင်တို့နှစ်ယောက်အတူတွား၍အတ္တိပန္တိတာကအရှင်ယုတ်ကဆုမင်းအကျွန်ုပ်တို့နှစ်ယောက်အငင်းခုန်ဖြစ်နေပါသည်အဆုံးအဖြတ်ပေးတော်မူပါဟုတောင်းပန်လေ၏ထိုအခါအတ္တိပန္တိတာအဘကတစ်ခေါင်းတွင်၌အောင်း၍ယုတ်ကဆုလောက်ကအတန်ဖြတ်၍ဆိုကြစမ်း ဘယ်လိုဖြစ်ကြတာလဲဟုမေးလေထိုအခါအတ္တိပန္တိတာကမှန်လားပါဤသူကပန္တိတာအကျွန်ုပ်ကအတ္တိပန္တိတာဟုခေါ်ပါသည်အကျွန်ုပ်တို့နှစ်ဦးတဘောသူကုံကိုဆက်၍ကူကြပါသည်အဘေသူကများများရာထိုက်ပါတယ်ဟုမေးလေထိုအခါယုကဆိုးလို့သူကကောင်းပြီပန္တိတာကတစုတာရာထိုက်သည်အတ္တိပန္တိတာကနှစ်စုရာထိုက်သည်ဟုအစွန်အပြက်ပေးလေ၏ ထို့သူဆုံးဖြတ်တံကိုကြားလျင် ပန္တိတသည်ယခုဆုံးဖြတ်သူကယုတ်ကဆုဟုတ်ဒီမဟုတ်ဒီကိုတရားမည်ဟုဆိုက ကောက်ရိုးတို့ကိုယူကတစ်ခေါင်းကိုအပြည့်ထည့်ပြီးလျင်မိတိုက်လေ၏ယုတ်ကဆုလို့သူအတိပန္တိတ၏အဖလည်းမိသားတောက်လာတော့အခါကိုတပိုင်းကိုမိလောင်ဒီဖြစ်၍တစ်ပင်ထတ်တို့တက်ကတစ်ကိုင်းဖျားကိုဂိုင်းလျက်တွဲလျားဆွဲပြီးလျင် မြေတို့ဆင်း၍အချင်းတို့ လောက၌ပန္တိတာအမိခံပညာရှိသူကကောင်းမြတ်လာ၏အတ္တိပန္တိတာအမိခံကောက်ကျင့်စင်လဲသူကမကောင်းပါအတ္တိပန္တိတာအမိခံတားမိုက်သည်ဥစ္စာကိုမတရားလိုခြင်းမှုကြောင့်ငါကုံမှာမိလောင်ခံရသည်ဟု ရောက်လာသူအပေါင်းအားအတိအလင်းပြောကြလေ၏ထို့နောက်ကုံတဲ့နှူးတို့သည်ရသည်မြဥ္စာကိုအငြင်းမြခွဲဝေယူကြရကုန်၏ ဤတို့လျင်မြတ်စွာဘုရားသည်အတိပိစုံပံနှစ်တန်သောဝတ္ထုတို့ကိုအနုတန်တည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါအတိပံတိတသည်ယကုအခါကောက်ကြည့်စင်လေသောဂုံတေပံတိတသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည် ကုတဝါနိဇာဇတ်တော်ဤတွင်ပြီဤအခုလိုဖက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။